အခုဒီလိုမျိုး pop တခြင်းမျိုးဆိုရင်တော့ဒီဇက်ကားနဲ့ပို့ပြီးတော့ live ဖက်မှုရှိရပေါ့ဇက်ဝင်တခြင်းတွေကတော့ဒီလို pop ဆန်ဆန်ဇလန်ဟိုတခြင်းလေးတွေကပို့ပြီးတော့ပြည်သက်ရင်တွေကိုရောက်တာဆိုတော့အခုလည်းအဲ့လိုပုံစံမျိုးလေးရေးထားတော့ဒီကားလေးထဲမှာကျွန်တော်တို့ကိုယ်တိုင်ဆိုဖို့တောင်မှရွေချက်မရှိဘူးတကယ်ဆိုလေအဲရရင်နဲ့ဒီဟာလေးကိုကိုယ်တိုင်ဟိုလဲကြိုက်သွားတော့ဟလာဆိုဖို့ဖြစ်သွားတာပေါ့အကုန်လုံးအကုန်လုံးဆိုဖို့ဖြစ်သွားတာ ကန်နဗလတ်ဟိုပါဘောနော်ကျွန်တော်တို့ဇလန်း channel ရဲ့ဒါကန်နဗလတ် application ရဲ့ပေါ့အဲ့နှစ်ခုကနေပြီးတော့ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်ဟိုပါပြတာကတော့ဒါပထမဆုံးပြတာတဲ့ဇလန်းပဲပေါ့လိုက်ထားတာကတော့အာနောက်တစ်ခုတော့ရှိပါလေဆိုတော့လေဟိုပါလက်ခံရခုဖြစ်တာကတော့ဘယ်လိုကွန်ပလက်ဆိုတော့ဒီ platform ပေါ်မှာလဲဒါဒီ platform ပေါ်ကနေ project တွေကိုလည်းကြည့်စီခြင်းနဲ့ပေါ့နော်အဲ့အဲ့ YouTube channel အရေးဖြစ်တာပေါ့နောက်တစ်ခုကကြတော့ဟောဟိုဟာမစုံတာအကြေးဖြစ်တဲ့အဲတင်းဆောင်နေနဲ့နောက်ပြီးတော့အခုလိုမျိုးပေါ့နော်ဟိုဒီဇလန်ရွေတွေရိုက်နေတဲ့အခြေအနေအချိန်ကာလတစ်ခုမှာအခုနေတဲ့အရင်အလုပ်တွေလုပ်ခဲ့မှုတွေဒီမာလီတွေရောနောက်ပြီးတော့နောက်မှာအလုပ်တွေလုပ်ခွင့်ရတဲ့ဒီမာလီတွေရောအကုန်လုံးပေါ့နော်ကျွန်တော်တို့ပေါင်းပြီးတော့ဒီလိုမျိုးဇလန်ရွေတစ်ခုမှာအတူတူမြင်စီခြင်းတယ်ပေါ့ပရိသတ်ကိုလည်းမြင်စီခြင်းတယ်နောက်ပြီးတော့ဒီလိုမျိုးအာ ိုတွေငွေတော့ရိုက်ခဲ့ဘူးတဲ့အဲ့လိုဇလန်းဇက်အိမ်ပုံစံမျိုးလေးတွေပေါ့နော်အာပြိတ္တာကိုပြန်ခန်းစားစီခြင်းနဲ့ရွေးချယ်တဲ့ရိုက်ဖြစ်တာပါအဲဒီကတော့အချစ်ညီမြချင်းရတာအချစ်ကပြီးတန်းတော့ပြောလို့ရပါတယ်အချစ်အချစ်အစုံပေါ့ရတတော့စုံနေဒါပေမဲ့အချစ်ကိုတော့ဥတီထားတာပေါ့လေအဲဘဝတွေချစ်ချင်းမေတ္တာတွေနဲ့အဲ့လိုမျိုး အဲဘယ်လိုခေါ်မလဲဆိုတော့ရှုပ်ထွေးမှုလေးတွေလည်းရှိတယ်အဲ့လိုမျိုးလေးဇလန်းလေးကိုတိစောက်တာချင်းကြီးများကြီးကတော့အချစ်ပဲဖြစ်မှာပေါ့ဟုတ်ဟုတ်အချစ်ပေါ့အချစ်အချစ်ဆိုတော့ရှုပ်ထွေးသွားတာပေါ့လေချင်းကြီးများကြီးအချစ်ဖြစ်သွားတာပေါ့လေဒီကားလေးကတော့ အဓိကတော့အချစ်ကြီးများချင်းကအချစ်ပြန်ဖြစ်သွားတယ်ဆိုတဲ့သဘောပါပဲစကားလေးရည်ရချက်လေးပါပဲအဲပြောလို့ရတယ်နော်ဟုတ်ရင်တော့ဗီဒီယိုခစ်တုန်းကတော့ကားလေးလည်းကူးတယ်ပေါ့ကျော်ညာလေးလည်းကူးတယ်ကားလေးလည်းကူးနေတာဒီနောက်ပိုင်းမှာဒါပထမဆုံးပြန်ပြန်ဆုံးဖြစ်တာဟုတ်တယ်အချစ်ရဲ့ဟိုကွန်လဲဆိုတော့တယောက်နဲ့တယောက်အချစ်ဘဝတွေနဲ့အချစ်တွေကကွဲပြားမှုရှိတယ်လေတယောက်ရဲ့ချစ်ခြင်းနဲ့တယောက်ရဲ့ချစ်ခြင်းမတူညီနိုင်ဘူးပေါ့နော်အဲ့မှာမှကိုရောက်ရှိရောက်နေတဲ့နေရာနဲ့ကိုချစ်ရတဲ့အချစ်နဲ့က ကွဲပြားမှုတွေအများကြီးရှိနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့လေအဲတယောက်ကကြတော့လဲဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုလူကျင်တာမရရရတာမလို့ဖြစ်နေတယ်ဟာမျိုးတွေပေါ့အဲဒီကားထဲမှာအဲ့လိုမြင်ရမှာပေါ့ဟုတ်ကဲ့ဆောက်အုပ်ကြီးလားအဲဒီကားထဲမှာအဲ့လိုမျိုးဘယ်လိုခေါ်မလဲဆိုတော့ဆောက်အုပ်ကြီးလို့ပြောကြတာပေါ့လေဒါပေမဲ့ကိုကိုတိုင်ကတော့အဲ့လိုမျိုးပြောတာဆိုမကြိုက်ဘူးသူကအဲသူကဘာလဲဆိုတော့ဒီကားကိုလာငါတော့ဒီကာရိုက်တာလေးဒီကားလေးကိုဖတ်ကြည့်ပါဆိုတော့ဟိုဖတ်ကြည့်လိုက်တော့ကိုဘယ်နေရာလဲဆိုတော့ကိုယ့်ကိုသိတယ်လေအဲ့တော့ ဒီကားတွေဟာအားကျွန်တော်တို့90ရာခိုင်နှုန်းတူလို့ပြောလို့ရတာပေါ့နော်အခုဒီလိုမျိုး pop တခြင်းမျိုးဆိုရင်တော့ဒီဇက်ကားနဲ့ပို့ပြီးတော့ live ဖက်မှုရှိရပေါ့ဇက်ဝင်တခြင်းတွေကတော့ဒီလို pop ဆန်ဆန်ဇလန်ဟိုတခြင်းလေးတွေကပို့ပြီးတော့ပြည်သက်ရင်ထဲကိုရောက်တာဆိုတော့အခုလည်းအဲ့လိုပုံစံမျိုးလေးရေးထားတော့ဒီကားလေးထဲမှာကျွန်တော်တို့ကိုယ်တိုင်ဆိုဖို့တောင်မှရွေချက်မရှိဘူးတကယ်ဆိုလေရရင်နဲ့ ဒီဟာလေးကိုကိုယ်တိုင်ဟိုလဲကြိုက်သွားတော့အလားဆိုဖို့ဖြစ်သွားတာပေါ့အကုန်လုံးအကုန်လုံးဆိုဖို့ဖြစ်သွားအော်ဟုတ်ဟုတ်တာပေါ့ဘာဆိုတော့ငငယ်တုန်းကတော့ဗီဒီယိုခစ်တုန်းကတော့ကျွန်တော်တို့ကဟိုအရင်ကြီးဒီလိုမျိုးစနစ်တကျအရင်ကြီးတော့မရှိကြဘူးပေါ့နော်ဒီလိုပဲတဖြည်းဖြည်းချင်းတော့ကျွန်တော်တို့ဒါအလုပ်လုပ်တာလေးကစနစ်တကျလေးဖြစ်လာတယ်အဲအသက်ရွယ်ပိုင်းနဲ့လည်းဆိုင်ပါပေါ့လေနောက်ပြီးတော့အလုပ်တွေအများကြီးလုပ်လာတဲ့အခါကျတော့အတွေ့အကြုံလည်းရလာတဲ့သဘောပါဟုတ်ပါဘူးအမားနဲ့ကတော့ဒါပထမဆုံးတွေ့ရတာပေါ့နော် အမအရန်ပျော့ပျော့နေတတ်တယ်ရှူတယ်မှာဘရောမှ tension မရှိဘူးအမအကျင်သူကပျော့ပြီးဝင်လာမြဲလို့ညမိုးချုပ်လဲသူကပျော့တယ်ဘရောမှသူမူကြရဲလို့သူညနာတင်းနေရဲလို့လုံးဝမရှိဘူးဆိုတော့အမနဲ့ဟုတ်တယ်အမနဲ့တူတူရရရသူပျော့ရဲ vibe ကြီးရရပေါ့နော် တော့အအကိုနဲ့ဒုတိယမြောက်ရရတော့လေဒါရှေ့ကလေးလေးပင်ပင်ဖြစ်ခဲ့တဲ့ဇလန်းနေနဲ့မတူလေဒါလေးကတော့ဟိုပေါပေါပပါနဲ့ပရိသတ်အပန်းပြင်းမဲ့ရတလေးတမျိုးပြီးနိုင်တဲ့ဇာတ်ကားလေးပေါ့နော်ဟုတ်ကဲ့အများကြီးပတ်မှုပေးတယ်ပေါ့ဟိုရင်တော့ကတော့ script reading ကတော့ရှိတော့ရှိတယ်ကျွန်တော်တို့ကဟိုဘောဘယ်လိုခေါ်မလဲဆိုကုံစုံပြီးတော့မလုပ်ဖြစ်တာလောက်ပဲရှိတယ်ပေါ့တယောက်ချင်းပေါ့အဲကိုကကိုကိုကကိုအိမ်မှာလေ့ကျင့်ရတဲ့သဘောလောက်ပဲရှိတာပေါ့နော်အခုကတော့အကုန်လုံးစုံပြီးတော့ဒါ script ကိုပြောကြည့်လိုက်တော့ဟိုကိုပြောလို့အဆင်ပြေနေတယ်ညှိနှိုင်းလို့ရတာပေါ့လေဆိုတော့အမှန်ပါတော့ shooting မှာအချိန်ဟိုတက်တာဝါပြီးတော့မြန်မြန်ဆန်ဆန်အလုပ်ကိုအောင်စည်းမှာတော့မြန်မြန်ဆန်ဆန်ပြီးွားတာပေါ့လေနောက်တစ်ခုကကြတော့ပို့ပြီးတော့ချစ်ချစ်လေးလေးနဲ့ပို့ပြီးတော့ထိထိရရောက်ဖြစ်စေတယ်ပေါ့ character ကိုလေအဲအဲ့ဒါလည်းပို့ကောင်းလာဖို့အတွက်ဖြစ်လာတာပေါ့ဒါကတော့နိုင်ငံတကာမှာတော့ဒီတိုင်းပဲလုံးကြတာပေါ့လေပို့ရင်တော့ကတော့ဟုတ်တယ်ဗီဒီယိုခစ်တော့ကတော့တိတ်မလုံးဖြစ်ဘူးအခုနောက်ပိုင်းမှာတော့လုံးလာကြတယ် ကိုကအလုံးလုံးလို့ကောင်းတယ်စနစ်ကြရဒါပေမဲ့ तू အရန်အေးရေ तू မနေဆွဆွဲခေါ်လာဆိုရင်ကန်းနေရမနေဆွထုတ်တာအလုံးလုံးလို့ရန်ကောင်းတယ် तू လောက်ရှာရှဲလောက်ကို तू အေးစေးဟိုကအလုံးလုံးလို့ကောင်းတယ်မင်းသမီးရဲ့မှာပါဘောနော်ပြိုင်နေရမျိုးမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့အဲဒီတစ်ဖွဲ့လုံးဒီကားရိုက်တဲ့တစ်ဖွဲ့လုံးတင်းတစ်ခုလုံးကအလုံးလုံးကအရန်စင်ပြဲစနစ်လဲကြရတဲ့ပြောသလိုမျိုးအဲဒီနောက်ပိုင်းရိုက်ရိုက်ဟာမှာပို့ပြီးစနစ်ကြလာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကကိုတန်ဖိုးလဲချိန်လို့ရတယ်ကိုဘာလုပ်မယ်ဆိုတာလဲအကုန် ြိုပြီးတော့စဉ်းစားလို့ရအရင်တော့ကတော့တိတ်မသိဘူးအွန်စင်းပေါ်ရောက်မှတဲတော့ဟိုတိရတဲ့ဟာညာတော့ခါကြိုင်အ мян လှုပ်လိုက်ရတယ်ညာတော့တိတ်စနစ်မကြရလဲရှိရအော်ဒီတစ်ခါအကုန်လုံးနဲ့လှုပ်လို့ရပိုးမှမဟုတ်ဘူးကိုနေတုံးနဲ့လည်းလှုပ်လို့ပိုးအဆင်ပြေလာကိုရဲလေးရောပဲထက်တူပဲအကုန်လုံးနဲ့လှုပ်လို့ကအဆင်ပြေတယ်ဟုတ်တယ်တနေရာထဲမှာလည်းညနေပိုင်းကတော့အတူတူနေကြတော့ညဆိုတင်တာတူတူစားရတော့ဟုတ် မမတဲသူ့ကိုသူအရန်ဂယူဆိုင်တာအလှအလှကြိုက်တယ်လေနော်အလှကြိုက်တယ်သူ့ကိုသူအရန်ဂယူဆိုင်တယ်သူအသားရေဂယူဆိုင်တယ်ပို့လို့ရိုက်တဲ့အချိန်နေအရန်ပို့တော့လေဒါအမြဲအဲ့လိုမျိုးတစ်ချိန်လုံးတည်ဆန်း sense free sense free သူပြန်ရဒါပေမဲ့တကယ်အမအသားရေဂယူဆိုင်လုံးတော့မြဲအသားရေရမ်းလာလောက်တိနေပူလဲသူမမဲဘူးပို့ရတာမဲပြကြအောင်မယ်အမလုံးဝမမဲဘူးဆိုတော့အဲ့အဲ့အားလေးတော့တတိထားမိရပါတော့အမြဲလှလှလေးနေတယ်တရင်တို့မနေ့ ဟိုရှူတင်မစခင်မတက်စောစောနိုးလာပြီ breakfast စားရမယ်လို့အခန်းထဲကပြေးထွက်လာလေအမဖြွေးဖြွေးလေးနဲ့လှတယ်ဆိုတော့အမတရားလာမိတ်လေးဆိုတော့ကန်ကြိုက်ချီရောအတပ်ချီရောပို့ကြိုက်အာကနပလကျွန်တော်တို့ဒီဇလန် channel ရဲ့နောက်ပြီးတော့ canablus ဒီ application ထဲမှာအဲ့အဲ့ application ရဲ့ဇလန် channel ရဲ့ပေါ့နော်အဲ့နှစ်ခု platform တစ်ခုကနေပြီးတော့မှထုတ်လွှင့်ပြသမှာဖြစ်ပါတယ် ပြီးတော့ဒီစက်ကားလေးကိုဒီတရားဝင် official ဒီ application တွေဒီ channel တွေကနေကြည့်ရှုပေးဖို့လဲတဲတို့ကအထူးတောင်းဆိုပါတယ်လို့အားလုံးဟုတ်အဲပိုးရရဲ့ဒီအချက်ညီညာခြင်းဇလန်တွေလေးကို Canon Plus ဇလန်နဲ့ Canon Plus application တို့ကနေပြီးတော့လာမယ့်မေလ16ရက်နေ့ကစပြီးတော့ထုတ်လွှင့်ကြတာတော့မှာပဲဖြစ်ပါတယ်အဲပိုးရအားလုံးရဲ့ series လေးကိုစောင့်မျှော်နေကြတဲ့ပရိသတ်တွေကလည်းဒီ Canon Plus တရားဝင် channel များမှသာအပြည့်ကြည့်ရှုကြဖို့အတွက်ပိုးကဖိတ်ခေါ်ချင်ပါတယ်